မိတ်ဆွေတို့ကျွန်တော်ဒီနေ့တိုတာရက်တလီကြောင်းပြောပြမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ red tick ဆိုတဲ့နာမည်က red activity space ဆိုတဲ့စကားလုံးသုံးလုံးကိုပေါင်းစပ်ပြီးတော့ဖြစ်လာတာဖြစ်ပါတယ်။ red tick ကို2005ခုနှစ်လောက်ကနေပြီးတော့တိုတာနဲ့ Kanto Auto World ကပူးပေါင်းပြီးတော့ထုတ်လုပ်ခဲ့ပါတယ်။ red tick ကို2005ခုနှစ်နောက်ပိုင်းကနေပြီးတော့ထုတ်လုပ်ခဲ့တာ generation နှစ်ခုမျိုးစက်နှစ်ခုဖြစ်ထုတ်လုပ်ခဲ့ပါတယ်။2005ခုနှစ်ကနေပြီးတော့2010ခုထိကို ပထမ generation first generation ဖြစ်တက်မှတ်ထားပြီးတော့2010နောက်ပိုင်း model တွေအားလုံးကို second generation ဒုတိယမျိုးဆက်ဖြစ်တက်မှတ်ထားပါတယ်။ Reddit ကို engine power 2မျိုးဖြစ်ထုတ်လုပ်ခဲ့ပါတယ်။ပထမတစ်မျိုးကတော့ 1.3cc ဖြစ်ပြီးတော့ဒုတိယတစ်မျိုးကတော့ 1.5cc ဖြစ်ပါတယ်။အဲ1000 cc မှာတော့သူက 4v 2v နှစ်မျိုးလာပြင်မဲ့1300 cc မှာတော့ 2v တစ်မျိုးပဲလာပါတယ် ပိုင်းဖိုင်မှာပဲပတ်တဲ့ရှစ်ကတော့ပါပါတယ်အဲရက်တစ်မှာရှိတဲ့ grade တွေနေနေရော G H S F ပကင်းရဲ့ lucky grade တို့ပဲဖြစ်ပါတယ် H နဲ့ EB ပကေကတော့ UU တာမန် grade ဖြစ်ပြီးတော့အဲအဲကောမန်ယူလည်းဖြစ်မယ် UU key မှုဖြစ်မယ်အဲပြီးတော့ lucky grade ကြတော့ UU တာမန် grade ပဲဒါပေမဲ့သူကကြတော့ပတ်တဲ့ရှစ်ပါမယ်ဆေးရတိုင်းလေတာကျိုးကျုပ်ဖြစ်မယ်အဲ့ဒီမှာ S grade ကြတော့သူက0.5မှာပဲလာပြီးတော့သူက အဲကွန်ဒီဂျစ်တယ်ဖြစ်မယ် push up ဖြစ်မယ် G grade ကကြတော့အမြင့်ဆုံးဖြစ်ပြီးတော့အဲကွန်ဒီဂျစ်တယ်ဖြစ်မယ် push up ဖြစ်မယ် CR လေးသာကျိုးကျုပ်ပါမယ်ပြီးရင် gear gear တိုင်းကလည်းကျိုးကျုပ်ဖြစ်မယ်ပြီးွားရင်သူကအလွိုင်းကွီယာ16လက်မဖြစ်မယ်ဒီဗီဒီယိုလေးကလူချင်းမင်းအတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပြီးပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဟယ်ဒီပါနောက်တဲ့ဗီဒီယိုများမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်